မြလာပါကလေးတို့ရေမြေလာတတာပုံမြင်ကပါကဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့မြစ်တာဖြင့်ကျွေးတော်အစားအစာဆိုတဲ့ပုံမြင်ကလေးဖြစ်ပါတယ်။ကဲပုံမြင်လေးကိုနားထောင်ကြည့်ကြရအောင်နော်။ကလေးတို့ရေဟိုးတခါတော့ငါကေတဝတိုင်းမြို့ကိုအုပ်ချုပ်တဲ့ဘရင်ကြီးရဲ့နာမည်ကလည်းကေတဝမင်းကြီးပေါ့နော်။ဒါပေမဲ့ကလေးတို့ရေမင်းကြီးဟာဘလို့ပဲတိုင်းမြို့အုပ်ချုပ်ပြီးတော့ ပေါ့နော်သူကပျော်ရွှင်နေရပြီမဲ့လို့လေဒီနေ့ကျတော့တန်ဝေကရသွားပါတယ်ယတိယဟန်ဝစ်ပြီးတော့တော်ရဲမှာတရားအကျင့်ကြံအာထုတ်ပြီးတော့နေပါတယ်တဲ့အဲ့တော့အဲ့ဒီမင်းကြီးရဲ့တပည့်တယောက်ကလည်းနော်ယတိလေးဝစ်ပြီးတော့ပဲသူကလည်းပြုစုလုပ်ကျွေးနေပါတယ်ရတဲ့ရတော်ရမတရားဓမ္မအားထုတ်နေရင်တနေ့ကြတော့မိုးရသည်ရောက်တဲ့အခါမှာသူက ရာစကြိုပြီကိုသူကကြွလာပါတယ်ခလီတို့ကြီးအဲ့ဒီမင်းကြီးကလည်းဒီကေတဝမင်းကြီးကိုသူမြင်တဲ့အခါမှာအင်မတန်မှကြည်ညိုလေးမြတ်ဖြစ်ပါတယ်တဲ့ဒါနဲ့သူကဒီကေတဝရတိယူပေါ့နော်သူကသူ့ရဲ့ဥယျာဉ်ထဲမှာလေးလက်ပတ်လုံးပေါ့နော်မိုးရင်းမိုးရသည့်လေးလက်ပတ်လုံးတရင်သုံးမှာသူနေညမပြတ်စိကခစားပြီးတော့ပြုစုလှုပ်ကြွေးပါမယ်လို့ချက်ထားပါတယ်နော်အဲ့တော့ဒီ ေတဝါယတိကြီးကလည်းလက်ခံလိုက်ပါရတဲ့ကလေးတို့ကြီးကလေးတို့ကြီးယတိကြီးနဲ့သူ့ရဲ့တပည့်အပြင်တခြားယတိတွေကလည်းပါလာသေးတာ哦တခြားယတိတွေကနော်သူတို့ဒီဟိမဝန္တာတော်မှာပဲနေပြီးတဲ့အခါကျတော့တရားဓမ္မတွေကျင့်ကြံအားထုတ်နေတာဖြစ်တယ်အခုမင်းနေပြီးတော့ရောက်လာတဲ့အခါကျတော့စင်သန်တွေမြင်းသန်တွေလူသန်တွေနော်စုညံပြီးတော့သူတို့မှာ တရားဓမ္မကြင်ကြံအားထုတ်တဲ့အခါမှာအနောက်အချက်ဖြစ်နေတာပေါ့နော် သူတို့မပြောကြပါဘူးတဲ့เนาะအတန်းနဲ့သူတို့ကယသိယူပြောပါတယ်ဟိမဝန္တာတော်ကိုပဲပြန်ရအောင်ပါလို့ပြောပါတယ်ကလီတို့ကြီးကလီတို့ကြီးဒါပေမဲ့လို့လေယသိကြီးကတော့ဘင်းကြီးကိုလေးလာလုံးနေပါမယ်လို့သူကတိပေးထားပြီပြီလေအဲ့တော့ကျန်တဲ့ယသိတွေကိုကဲမင်းတို့ပြန်ချင်တော့ပြန်မှာငါကတော့ကတိပေးထားပြီပြီလို့နေပါဦးမယ်လို့ပြောပြီးတော့သူ့ရဲ့ တပည့်ယသိလေးတပါနဲ့သူနဲ့ကြံခဲ့တာပေါ့နော်ကျန်တဲ့ယသိလေးကပြန်သွားပါပြီအဲ့တော့ယသိလေးကလည်းအချိန်နေငယ်ကြာလာတဲ့အခါကျတော့သူလည်းမပြောတာဟုတ်ယသိကြီးကိုထုတ်ပြောတာပေါ့ချင်းယသိကြီးကျွန်တော်မျိုးလည်းမပြော်တော့ပါဘူးဒါကြောင့်မို့လို့ကျွန်တော်မျိုးကိုလည်းဒီမှာမနေကျင်တော့ပါဘူးပေါ့နော်ပြန်ခွင့်ပြုပါဆိုရသေးကြီးကလည်းကောက်ပါပြီဆိုပြီးတော့ပြန်ခွင့်ပြုလိုက်ပါတယ်ခလေးတို့ရေ ဥယျာဉ်ထဲမှာတယောက်ထဲကြံခဲ့တဲ့ရသေကြီးဟာသူ့ရဲ့တပည့်တွေရသေတွေနဲ့နေခဲ့ရတဲ့အချိန်တွေကာလတွေကိုသတိရပြီးတော့သူတယောက်ထဲဥယျာဉ်ထဲမှာနေရပေမဲ့လို့လေသူမပြောရွှင်ပါဘူးတဲ့ကလေးတို့ကြီးခန္ဓာကိုယ်ကတော့ဘလို့ပဲစည်းစိမ်ချမ်းသာတွေနဲ့နေရပေမဲ့လို့လေစိတ်ထဲမှာတော့သူကအင်မတန်မှအိုးစိုးရိမ်ပူပန်မှုတွေနဲ့နှောဆမှုတွေနဲ့ဖြစ်နေပါတယ်ကလေးတို့ကြီးအဲ့လိုနဲ့ပဲရသေကြီးဟာ ွေးလွန်တဲ့ဝေဒနာကိုခံစားရပါပြီ။တွေးလွန်တဲ့ဝေဒနာဆိုတာဒီစိတ်ထဲမှာပူလောင်ခြင်းတွေညာပြလာတဲ့အခါမှာခံစားရတဲ့ယောဂဖြစ်ပါလေ။မြင့်ကြီးရလေယတိရဲ့ယောဂကိုပြောက်အောင်တမားတော်တွေနဲ့မျိုးစုံကုသပါတယ်။ဒါပေမဲ့လို့လေ ခန္ဓာကိုယ်ကဖြစ်တဲ့ယောဂမဟုတ်ပါဘူးစိတ်ကြောင့်ဖြစ်တဲ့ယောဂဆိုတော့ဒီယောဂကမပြတ်ဘူးတဲ့ကလေးတို့ကြီးဝေဒနာကပို့ပို့ပြီးတော့ဆိုးဝါးလာပါတယ်တဲ့အဲ့ဒါနဲ့ယတိကြီးကသူ့ရဲ့ဝေဒနာကိုသူနားလဲပါတယ်သူဘာကြောင့်ဒီလိုယောဂဖြစ်တယ်စိတ်ထဲမှာအင်မတန်မှပူလောင်ပြီးတော့ဖြစ်လာတဲ့ယောဂပါတခြားမို့လို့သူ့စိတ်အေးချမ်းသွားအောင်တပည့်တွေနဲ့ပြန်ပြီးတော့နေမှပေါ့နော်သူလည်းဒီမှာစဉ်းစားမြင်းတဲ့နေနဲ့စုညံပြီးတော့နေရတယ် ပဝင်ခြင်းကိုသူလည်းမနှစ်သက်ဘူးပေါ့နော်အဲ့တော့သူကဘုရင်ကြီးကိုပြောပါတယ်ဘုရင်ကြီးကောင်းစီခြင်းနဲ့ဆိုလို့ရှိရင်နော်ကျွန်ုပ်ကိုကျွန်ုပ်ရဲ့တပည့်တွေရှိဖို့သာပြန်ပို့ပေးပါကျွန်ုပ်ကသူတို့နဲ့နေရတဲ့အချိန်ကာလကိုပဲကျွန်ုပ်ကပျော်ရွှင်ပါတယ်ပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကြီးကလည်းကောင်းပါပြီဆိုပြီးတော့သူ့ရဲ့အမတ်ကြီးကိုလိုက်ပြီးတော့ပို့ခိုင်းလိုက်ပါတယ်ကလေးတို့ကြီးကလေးတို့ကြီးအမတ်ကြီးတို့အဖွဲ့ဟာဒီရတိကြီးကို ထန့်စင်နဲ့လိုက်ပုတ်ရတာပေါ့လိုက်ပုတ်ပြီးတဲ့အခါကျတော့ဟိုမှာတပည့်တွေကိုလည်းကြိုတင်ပြီးတော့သတင်းပို့ထားတာပေါ့နော်တပည့်တွေကလည်းသူတို့ရဲ့ယသိကြီးပြန်လာတော့မယ်ဆိုတော့ဝန္တာအာရနဲ့ယသိကြီးနှစ်သက်သက်တော့တတိဝလန်နေရေဘူးရေအေးတွေပြင်ဆင်ပြီးတော့ဝမ်ပန်းသာတတာနဲ့စောင့်ကြိုနေကြပါတယ်တဲ့ကလေးတို့ကြီးကလေးတို့ကြီးယသိကြီးကတပည့်တွေကိုတွေ့ပါပြီတပည့်တွေရဲ့ပြင်ဆင်ထားတာကိုကြည့်ပြီးတော့သူကအင်မတန်မှ จินတ်ပီတီဖြစ်ရပါတယ်တဲ့ဒီဟာတရက်နှစ်ရက်လောက်နေတဲ့ခါကျတော့ယောဂတက်တာသွားပါရတဲ့ခလီလူကြီးဒီခါမှာလိုက်လာတဲ့အမတ်ကြီးကအလွန်အံ့ဩသွားပါတယ်哦ဒီအသေးကြီးကိုတော့မေးချအောင်မပါပဲဆိုပြီးအရှင်ဘုရားတပည့်တော်မေးပြရစီဘာဖြစ်လို့ရောဘာဖြစ်လို့အောင်ဆိုတော့အရှင်ဘုရားကဘယင်ဖြစ်ရတာနဲ့အခုဒီလိုမျိုးတိုးတောင်နေမှာလာပြီးတော့နေရတာကိုဘာကြောင့်မှလဲလို့သူကပြောပါတယ် အဲ့ဒီခံမှာယတိရပြောပါတယ်ဒီတိုးတောင်ထဲမှာနေရတာဒီတိရိပ်ဝါရိပ်လေးနဲ့အေးချမ်းပါတယ်တိုးတောင်ထဲမှာနေရတာဒီတယောက်နဲ့တယောက်မနာလိုတာတွေမရှိဘူးဝန်တိုတာတွေမရှိဘူးဂုံတိုက်တာတွေမရှိဘူးညှဉ်းပန်းနှိပ်စက်တာတွေမရှိဘူးအားလုံးတယောက်နဲ့တယောက်ချိုချိုတတလေးတွေနဲ့ပြောဆိုပြီးတော့မေတ္တာတရားနဲ့ဆက်ဆံကြတာမို့လို့နေရတာအင်မတန်မှတာယာချမ်းမြေပါတယ်လို့ပြောပါတယ်ဒီခါမှာ လိုက်လာတဲ့အမတ်ကြီးကတခါမေးပြန်တယ်နော်ရသေးကြီးမင်းနေပြီတော့မှနေတော့ငါအရသာရှိတော့စီဦးထော့ပတ်အသားဟင်းနေနဲ့ဖုံပေးရတယ်စားတောက်ရတယ်ပေါ့နော်ဒီလောက်အရသာရှိတဲ့အစားတောက်တွေကိုစွန်ပြီးတော့ရသေးကြီးကဒီမှာလာပြီးတော့တစ်သီးတွေစံကြမ်းတွေနဲ့စားပြီးတော့နေရတဲ့ဘဝကိုဘလို့များပြောပါတယ်လို့ပြီးလိုက်ပါတယ်အဲ့တော့ရသေးကြီးကပြောပါတယ်အကြောက်တရားကြောင့် လိုချင်တဲ့လောဘကြောင့်အတူတူနေရတဲ့သူတွေနဲ့စာလို့ရှိရင်တော့ဒီလိုဒီမှနေရတာဒီတယောက်ကိုတယောက်မြစ်တာနဲ့ဆက်ဆံကြတာဖြစ်တယ်မြစ်တာနဲ့ကြွေးတော့အစားအစာဒီကောင်းကျိုးတွေသာလင် ဝေဖျားစီပါတယ်အလွန်တရာမဟုအရသာရှိပါတယ်စိတ်နှလုံးချမ်းမြေကြည်နူးဝမ်းမြောက်ရပါတယ်လို့ပြောပါတယ်တိခါမှအမတ်ကြီးရလဲစစ်တေကြီးကိုနှုတ်ဆက်ပြီးတော့ဟုတ်ပါတယ်မြစ်တာနဲ့ကြွေးတော့ အစားအစာမြတ်တာနဲ့ဆက်ဆံသောပတ်ဝန်းကျင်ဟာနေ့စဉ်နေပြောသောအရက်ဒေသကလည်းဖြစ်ပါတယ်လို့ပြောပြီးတော့အမတ်ကြီးကလည်းရသေးကြီးကိုနှုတ်ဆက်ပြီးတော့ပြန်သွားပါရတဲ့ခလေးတို့ကြီးခလေးတို့ကြီးလောကမှာဆင်းရဲတာလည်းဖြစ်နိုင်တယ်ချမ်းသာတာလည်းဖြစ်နိုင်ပါတယ်ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေမိမိနဲ့အတူနေသောသူများသည်တယောက်နဲ့တယောက်မေတ္တာတရားနဲ့ဆက်ဆံကြမယ်တယောက်ကိုတယောက် ကောင်းတဲ့အစာအစာဖြစ်ပါစေဆိုးတဲ့အစာအစာဖြစ်ပါစေအတူတူဝေမျှပြီးတော့မေတ္တာလေးနဲ့ပြုစုဆောင်လျှောက်ကြမယ်ဆိုလို့ရှိရင်လောကကြီးအင်မတန်မှနေပျော်စရာကောင်းတဲ့လောကကြီးဖြစ်တယ်ဆိုတာကိုဒီပုံမြင်လေးကပြောပြတာပေါ့နော်ဒီနေ့တော့ကလေးတို့ကိုမွေလာတာတာပုံမြင်ကဘာရဲ့ပုံမြင်လေးဒီမှာပဲညှနာလိုက်ပါတယ်နောက်တစ်ပတ်မှပြန်တွေ့ကြပါမယ်ကလေးတို့ရေ